စကိုင်းတလေးကြည့်ရှုသူမိဘပြည်သူများမင်္ဂလာပါရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့စိတ်ဓာတ်ဒုက္ခတရားသည်ဖွံ့ဖွဲမင်္ဂလာနှင့်ရေစက်ချတရားနာမင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကျောင်းတိုင်းဒေသကြီးအင်းစင်ခရိုင်အင်းစိန်မြို့နယ်မြို့တစ်ခငယ်ရက်ကွယ်တရဖီလမ်းမနဲ့ကာကြီးငါးလမ်းနဲ့လမ်းဆောင်ရှိကာကြီးငါးလမ်းလမ်းဆောင်ရှိ ိတ်ဓာတုခတရားသည့်ဖွံပွဲနှင့်စိတ်ဓာတုခတရားသည့်ဖွံပွဲမင်္ဂလာနှင့်ရေစက်ချတရားနာမင်္ဂလာခမ်းနာကိုအော်တိုဘာလ26ရက်နနက်9:00နာရီကကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဆိုပါအင်းစိန်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့ဦးဆောင်မှုဖြင့် အင်းစိန်မျိုးနဲ့မြို့တိခေါငယ်ရက်ကွက်နေမြို့တိကာကြီးခါခွေးရက်ကွက်တို့မှရက်ကွက်ချင်းဆန်စိတ်ဓာတုခအမည်ဖြင့်တရားအစ်ကိုတိဆောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်စိတ်ဓာတ်ဒုက္ခတရားသည်ကိုတန်ကုန်ကွန်ကရစ်ဖြင့်ဩဂုတ်လ6ရက်နေ့9နာရီ45မိနစ်ကပလန်ရိုက်မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ခဲ့ပြီးတိဆောက်ခဲ့ကအောက်တိုဘာလ25ရက်နေ့မှာတော့ ရေးဆက်ချတရားနာမင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ခဲ့ပြီးအောက်တိုဘာလ26ရက်နေ့မှာတော့ဖဲကျိုးပြဖွံ့ဖွဲမင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ွမ်းလာတာပေါ့တိုင်းမသိပေါ့ဒီသရာဒီရက်ွက်တီတဲ့ရပေါ့ဒါကျွန်တော်တို့ငွေတွေရပေါ့အနည်း30 40ပေါ့ဒီဘူးကြီးလောက်ထဲရဒီသရာလေးကဒီသသားသားလေးပေါ့သသားသားလေးနဲ့ဒါဒီရန်တန်ကလေးလက်ဒီပေါ်မှာမိုးရင်ကလာဆိုရင်ချော်လဲတာတို့အားလို့ရှိတာပေါ့ဒါကျွန်တော်ငွေတွေရဟိုအရန်အလုတ်ကျင်ဆုံးသရာလေးပေါ့ ါပေမဲ့ဟိုအခုချိန်မှာကျွန်တော်ဟိုအုပ်ချုပ်မှုလည်းဖြစ်တယ်ကိုလုံခွင့်ရှိတဲ့လုံနိုင်တဲ့အခြေအနေလေးမှာလောရတယ်လို့လည်းအရင်ပီတီဝမ်းသာဖြစ်ဘူးဒီမှာတော့တရားစောက်တဲ့နင်းပေါ့နော်စပြီးစောက်တာတော့ဒီ6ရက်7လပေါ့နှောင်း25လနေပြီးတော့ဒါစောက်ပြီးတော့26ရက်10လဒီ2025မှာအာတရားဒီဖုံးမဲ့လုံနိုင်ကြတယ်ပေါ့နှစ်လကျော်ပေါ့ နလန်ကျော်လို့ကြာတော့ဒါရဲ့ခံခံမှုကတော့နောက်တတနှစ်ခုသုံးခုလောက်ကတတနှစ်ခုလောက်ကတော့ပြောလို့ရပါတယ်ဒါကတော့အကုန်ဒီစနေရီကနေဟိုအင်ဂျင်နီယာနဲ့တရားစောက်ခဲ့တဲ့တရားပေါ့ခုနကတော့3300ကျော်လောက်ကုန်တော့3300ကျော်လောက်ကုန်တော့ဒီတရားရဲ့ထိသိမ်းမှုကပေါ့နော်ဟိုဒါကတော့စောက်ပြီးသွားပြီ လူရှင်နေရလူတွေဒါရက်ကွက်လူရှင်နေနဲ့အော်တိုမလာဒါအော်ကဲအော်ကဲဥစုံမှုမျိုးနဲ့ဥစုံမှုလို့အဲ့လေဒါလည်းငုံနဲ့ဥဆောင်ပြီးတော့ဒါကျွန်တော်ရက်ကွက်ဥစုံမှုတယောက်အနေနဲ့လည်းဟာအစုံမနဲ့ဒါလုပ်ခဲ့ပြီးပါပြီဒါပေမဲ့ဟိုဥစုံမှုကလုပ်တယ်ဆိုတော့ခဏပေါ့အော်မလားဟိုတစ်သက်လုံးလည်းဥစုံမှုလုပ်မှာမဟုတ်ဘူးအဲ့အတွက်နော်နောက်တက်လာမယ့်ဥစုံမှုတွေဒါလည်း ဒီစီဒီတန်းခံမျိုးအတွက်ဟိုတာဝန်ပေါ့အဆောင်တယောက်ဖြစ်တဲ့ဆိုရင်တော့ဒီရက်ကမှရှိတဲ့အဆောင်တာနီတာနီကအဆောင်လေးဟုတ်လားဟိုရက်ကအကျိုးပြုမဲ့အရာတွေအားလုံးထင်းထင်းရှားရှားလို့လိုတာပေါ့ဟုတ်လားအဲအဲ့ပုံမှာလည်းဟိုရက်ကသူရက်ကသားတွေကလည်းဟုတ်လားဒီသရာအတွန့်စီဖို့ဒီတန်းခံရဖို့အားလုံးပေါင်းစပ်ပြီးလုပ်မယ်ဆိုရင်တော့ရှေးရှေးဒီတန်းခံရမှာပါ ီဒါစလို့ပြပေါ့ဒီအေးဒီတော့ဝင်စစ်တဲ့အချိန်မှာအဲ့ဒီတရားလေးကိုနော်ဘယ်လိုလုပ်အောင်စဉ်းစားဒီတရားလေးကဟိုငင်းကာလာပေါ့ငင်းကာလာငင်းလှုပ်တဲ့ခါကျတော့အဲဒီမှာလဲဒီ online လို့ဘာချက်ကသိမရှိဘူးမရှိတဲ့ခါကျတော့ဘောလဲဒီတရားလေးကိုရမ်းစောက်ချင်တဲ့ဆန္ဒရှိတယ်စောက်ချင်တဲ့ဆန္ဒရှိတော့လူကြီးတွေကလည်းဘုံဥဆောင်ပြီးတော့အခုကြည့်ပေးတယ်အာကျွန်တော်တို့ဒီကခအုပ်ချုပ်မှုပေါ့ အာကျွန်တော်မြေစီခန်းကဥဆုံးဘူးအာစီဝဲလောက်တယ်အပဒီကျွန်တော်ကကျန်ပြဖပေါ့အာဘာဝန်ဆွေရလဲနော်ဟိုဒါသူစနော်ရတော့ပေါ့ဘာအုပ်ရလောက်ပြီပါဒီအရာကိုကျွန်တော်ဖူရူဘုရားနဲ့နော်တော့ပြန်အောင်ဆောင်မယ်တော့မယ်ဒါပေမဲ့အဲ့ဘက်မှာလဲဒီရပ်ဘက်မှာရှိတဲ့နော်ရပ်တို့ရပ်ဘက်သားတွေကလဲသူတို့နိုင်တော့ဝင်နဲ့နော်လူတိုင်းလဲကျွန်တော်တို့ကလဲဒီ မပြကွန်မတီဖွဲ့ပြီးတော့စနစ်တကျပေါ့။ဟောဗန္ဒဗန္ဒရမျိုးဟိုပစ္စည်းဝယ်ရတော့မှအာဟိုဘရကွက်ဒီရကွက်ဟိုအဖွဲ့စည်းပေါ့။ပစ္စည်းဝယ်မှာအဖွဲ့အစင်းစစ်ပေါ့။ဟောကွန်မတီဖွဲ့ပြီးတော့စနစ်တကျကျွန်တော်လုပ်ခဲ့တာပေါ့။ကျွန်တော်ဒီလိုပြီးဆုံးတဲ့အချိန်မှာလဲဒါကျွန်တော်တို့ကဒီကွန်ဘလော့ကွန်ကြရတယ်ဟုတ်မလား။ဒီစင်းရင်ပေါ့။အားလုံးမစင်းအားလုံးစင်းစင်းနဲ့မှညာအကုန်ထုတ်ပြီးတော့ဟိုအဓိကတော့ ဟိုလုံးဝပြီးဆုံးအောင်မြင်တယ်အဲ့ပေါ်မှာလည်းငါတို့စနစ်တကျဟိုဘယ်လောက်လောက်ခဲ့တယ်ပေါ့ဒီကြောက်မှာရှိတဲ့အလူရှင်ကိုလည်းသိစေချင်တယ်အဲ့အတွက်ကျွန်တော်တူတန်းနဲ့အလူရှင်တွေကိုလည်းဒီနေရာနေတော့ကျွန်တော်ကျေးဇူးတင်တာပြောချင်ပါတယ်နော်အဓိကတော့ဒီဆရာအောင်ဆုံးဦးနဲ့အောင်ဆုံးဦးပေါ့ကျွန်တော်ဦးဆောင်မှုနဲ့ကျွန်တော်ကြောက်မှာရှိတဲ့အလူရှင်တွေပေါ့အလူရှင်ဆိုရင်ကျွန်တော်ဒီဒီကျွန်တော်အကူတွေကျွန်တော်တန်ငယ်ချင်းတွေပေါ့အာ ကျွန်တော်အကူလိုနေဆိုရင်ဒါကွန်မန်သူဆိုရင်လည်းမာတီမူနော်အများကြီးထည့်ပေးတယ်အဲဒါဆန်ကားလေးထည့်ပေးတယ်ကိုဇော်မှုဆိုလည်းဒါရက်ခွက်အကျိုးကဲဆိုရင်လည်းသူအများကြီးထည့်ပေးတယ်ပုံကျုပ်ဆိုလည်းမော်သရဆောင်နံကိုကြီးမလုံးလောက်ဘူးနံပါတ်30ထည့်ပေးတယ်အနောက်350အလေးငါတို့ကကြီးနဲ့လောင်းလဆန်တဲ့အနောက်တော့လိုရှိတယ်ဘာကြအသိမရှိတော့ဘူးပိတ်350ကျွန်တော်ထပ်လုံးမယ်တော်ဦးတဲ့350လို့နော်အဲဒီမဲ့ဒီ အဖွဲတွေကလည်းဒါအကုန်လုံးအသီးသီးပေါ့နော်အကုန်လုံးလှူဒန်းတယ်အာဒီရောမှာရှိတဲ့တွေကလည်းဟိုနိုင်တဲ့ဝင်နဲ့အဆူပေါင်းလုပ်တဲ့တရားပဲဘာလို့ပေါ့ဟိုအများကြီးလှူတဲ့လူရောနည်းနည်းလှူတဲ့လူရောဟောနော်ဒီနေရာနေတော့အရင်ကျေးဇူးတင်ပါလေဟိုဘာလို့ပြောဟိုဆရာဇော်ကြီးရတဲ့ဘုရားတို့ရောသင်သေးသွားတော့ဟောလူပြေလူရည် လောဘကိုဝါနာသေးအောင်နိုင်ပြီတိတိသောတပိကသင်ဖွာသောမြေတင်းမြေသည်အခြေတုံးမြေကြံကောင်းသိတင်းမျိုးသားစကားလည်းជីវတုံးမြေကြံကောင်းသိသင်ဥစ္စာရာဇေဒီတာနဲ့သစ္စာအရောင်ညံတဆောင်လဲကြောင်းလဲဝင်လဲကြံသေးပြီဆိုတော့ဒါတို့မိမောင်းထိုးပြတယ်လို့ပေါ့အဲ့တော့ကျွန်တော်ငွေဖွာတဲ့မြေသည်ကျွန်တော်လက်ထက်မှာတိုး တိုးတက်အောင်လို့ကျွန်တော်မှတောင်းရှိပါတယ်လူတိုင်းလူတိုင်းမှတောင်းရှိပါတယ်အဲ့တော့ဟိုပို့ချုံမှုလုပ်တဲ့အချိန်မှာလဲဒေသဖွင့်မျိုးတွေအတွက်ကျွန်တော်ရောက်ကမှဆိုလဲစာကြီးရဲ့နှစ်တိုက်အဲကျွန်တော်လုပ်ခဲ့ပြီးပါပြီဒါကျောင်းလေးဆိုရင်လဲဆရာတော်နဲ့အော်ရခံဟောဒီစားဆောက်တော့လဲဆရာတော်ဒါဒီရပွဲဆရာတော်ဘုန်းတော်အောင်ဆရာတော်အော်ရခံကိုလဲစိတ်ဓာတ်တူတာက ခံပြီးတော့ဆရာတော်ကနေပြီးတော့ဒီသရောင်းနာမည်ကိုဆရာတော်ပြေးရပါဘာစိတ်ချမ်းမှုဖွယ်သရားပေါ့စိတ်ဓာတ်ဒုက္ခစိတ်ချမ်းမှုဖွယ်သရားဆိုပြီးတော့အစိတ်ဓာတ်ဒုက္ခသာဆိုပြီးတော့နာမည်ပြေးရဟောအဲ့အတွက်ဟိုလူရှင်တွေလည်းဒီလိုမှာပေါ့ဟုတ်လားကိုယ့်ရဲ့ဘဝဥဒိတာအတွက်ပူအောင်ပြီးတော့ဝင်ပြီးတဲ့အတွက်ကိုအများကြီးစုတယ်မှာလဲနောက်မှလဲဟုတ်လား ာတော့တော့အထွန်းစီအောင်ကိုယ့်ရဲ့ကဒေတာဖွင့်ပြအောင်နော်ကိုယ့်ရဲ့စာပေတွေမပြောက်ွယ်အောင်နော်ဒီနေရာတွေတော့တင်းတင်းစောင့်ရှောက်မှလို့ကြောင့်ပြပြပါတယ်။အားနဲ့ပတ်သက်တော့အကောင်းဆုံးလှုပ်ဆောင်ခဲ့တာပေါ့နော်အကောင်းဆုံးလှုပ်ဆောင်ခဲ့တာဒီနေ့မှဒါဖွင့်ပွဲနဲ့အောင်မြင်မြင်ဖွင့်လက်လိုက်ပြီဆိုတော့လုံးဝဟိုစိတ်ထဲမှာရောရင်ထဲမှာရောလုံးဝရှင်းသွားတာပေါ့နော်နောက်ပြီးတော့ဒီတရားဖွင့်လိုက်ပြီဖြစ်တဲ့အတွက်အဲ့ဒီနေရာဒေတာမှနေတဲ့ ရဟန်းရှင်လူလူပုဂ္ဂိုလ်တွေပေါ့နော်။သွားရေးလာရေးကျမရေးကိစ္စအစပေါ့။အစဉ်ပြေသွားတဲ့အတွက်ကိုရီးယားအဲ့ဒါကိုကြည့်ပြီးတော့ပီတိဖြစ်တာပေါ့။ငွေကြေးပမာဏတော့အလုံး383သိန်း3000တထောင်။ဆိုတာဒါဟုတ်တယ်ပေါ့နော်။စရင်အသေးစိတ်ပေါ့။ကုန်ကြတော့ပေါ့။လောက်တာတော့တခုမှအုတ်ကစား3တဲ့အုတ်ကစား10ပေါက်ဆက်အုတ်4ပေါက်အုတ်ကွန်ကရစ်ဆိုလို့ရှိရင်လေ AG နဲ့ပဲလောင်းတာတခုမှဖြော်မလောင်း အဲကြံတဲ့ဒီတံတားနဲ့ပတ်သက်ပြီးလောက်တာဆိုလို့ရှိရင်တော့ဒါအုပ်ယိုးဆိုလို့ရှိရင်လည်း၄ဘေးအုပ်ယိုးအပေါ်ကလောင်းတဲ့ဒူးဆိုတန်ကူကွန်ကရစ်ဆိုနှစ်ထက်အေဂျီနဲ့ဆိုရင်တဘေးဒူးပေါ့ဒီတံတားရဲ့ဟိုတက်တန်းကိုပြောရင်တော့နောက်ထပ်နှစ်တရာနေလို့တော့မှပဲမပြည့်စည်ဘူးလို့အာမခံထားတယ်နောက်ပြီးတော့ဒီတံတားရဲ့ခန့်နိုင်ဝင်ဆိုလည်း25ဒံအထိပေါ့ပြောမယ်ဆိုတဲဘိန်းလောက်အထိကိုဖြတ်လို့ရအောင်ဇာတ်ပံအတွက်ပေါ့တစ်ခါလောက်ပြီးသွားရင်သုံးသက်စာလောက်ကို ပြက်ကြည့်စရာမလိုအောင်စေတနာထားပြီးတော့လုပ်ခဲ့တယ်။သူ့ရဲ့တကားကပြောရမယ်ဆိုလို့ရှင်တော့သူရက်ွက်ချင်းဆက်ပေါ့ကခနဲ့ကခရက်ွက်နဲ့ကားငယ်ရက်ွက်နဲ့ဆက်ဆက်ထားတဲ့လမ်းပေါ့အရင်တော့ဆိုလို့ရှင်တော့တစ်သားတရာအစုပ်ကလေးစိုက်ကားတော့မှပဲတစည်းပဲသွားလို့ရတယ်စိုက်ကားလာရင်လူလာလို့သွားလို့မရဘူးအဲ့ဒီလိုအနေထားကအားလုံးဆိုတို့ဒီမျိုးစတီတွေကဆိုနှစ်30ကျော်ပြီအဲ့ဒီတိုင်းလေးပဲနေနေတာဒါတို့အခုချိန်ကြတော့မှဒါအုပ်ချုပ်ရေးမှူးကလည်းဒီသူကလည်းဒီအောင်အရန်လှုပ်ချင်တယ်တို့ရဲ့ဟိုအေဒီပေါ့ဟိုမြို့နယ်အုပ်ချုပ်ရေးမှူးကလည်း နောက်ကနေပြီးတော့ဟိုအပေးတာဗောနော်ဆက်လာရရအကူညီဖန်မိုးပေးတာဗောနောက်ပြီးတော့ဒီရက်ွက်သူရက်ွက်သားတွေမာတီအလှရှင်တွေနောက်ဆုံးပညာရှင်အစဖက်ဖက်ကပံ့ပိုးကူညီပေးလို့ဒီတရားကိုအခုလိုအောင်မြင်မြင်နဲ့လှုပ်ဆောင်နိုင်ခဲ့တာပဲဗောကျွန်တော်တို့ကတော့တိဆောက်မှုပိုင်းပေါ့နော်အားလုံးအတွက်အဆင်ပြေအောင်ဆိုပြီးတော့ကျွန်တော်အကောင်းဆုံးလုပ်ပေးခဲ့ပါတယ်ဒါပေမဲ့ဒီနေရာမှာနေတဲ့လူကြာရှည်ခံဖို့ထိန်းသိမ်းစောင့်ရှောက်ဖို့ဆိုတာကြတော့အနီးအနားပတ်ဝန်းကျင်ကလူတွေရဲ့ မိန်တိန်နဲ့ပေါ့ထိန်းသိမ်းစောင့်ရှောက်မှုပေါ်မှာပဲမူတည်တယ်တသမလားဒီတရားကိုကြာရှည်ခံအောင်ဝိုင်းဝန်းပြီးတော့စောင့်ရှောက်ရင်တော့ခုနကကျွန်တော်ပြောတဲ့နှစ်ကနှစ်တက်တန်းနှစ်တရာမကောက်ဘူးပေါ့နော်အသုံးပြုလို့ရပါမှာပါ